မင်္ဂလာပါကောင်ဆလင်းကော်နာအနေချိုးဆိုပါရယ်ကျမကတော့ကောင်ဆလာနေလာ ဖြစ်ပါတယ်အခုလက်ရှိအချိန်မှာဆိုလို့ရှိရင်ကျမတို့အားလုံးကငလင်တန်းကြောင့်မလို့အဖက်ဖက်ကနေတာနဲ့နာဆုံးရှုံးမှုတွေဖြစ်နေကြရတယ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာအရာဆိုလို့ရှိရင်လည်းဒါကျမတို့ရဲ့ဆက်ရက်လုံခြုံမှုတွေဆုံးရှုံးနေဒါကြောင့်မလို့အားလုံးကဒါစိုးရိမ်နေကြောက်တယ်ဆိုတဲ့စိတ်နဲ့နေနေကြရတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာအဲ့လိုမျိုးဆုံးရှုံးသွားတဲ့ကိုယ့်ရဲ့ဆက်ရက်လုံခြုံမှုကိုဘယ်လိုမျိုးလေးပြန်ပြီးတော့မှရယူလို့ရမယ်ဆိုတဲ့အပိုင်းကိုကျမကဆွေးနွေးပေးသွားချင်ပါတယ် ဒါလေးကိုကျွန်မကဒီအုံနောက်ရဲ့အလုံးလုံးပုံတစ်ခုဖြစ်တဲ့ fight or flight mode လေးနဲ့ဆက်ဆက်ပြီးတော့မှရှင်းပြပေးသွားပါမယ်။ကျွန်မတို့လူသားတွေကအာစိတ်ခံစားချက်တွေရှိကြတယ်ဗောနော်ကျမတို့ကကြောက်စရာရှိရယ်ဆိုရင်ကြောက်တယ်ငိုစရာရှိရယ်ဆိုရင်ငိုတယ်ပျော်စရာရှိရယ်ဆိုရင်ပျော်တယ်ဗောနော်အာစိတ်ဖိစီးစရာရှိရယ်ဆိုရင်လည်းဒီလိုပဲကျမတို့စိတ်ဖိစီးကြတယ်ပြီးသွားလို့ရှိရင်ကျမတို့ပြန်ပြီးတော့မှတက်တာရရကြတယ်ဗောနော်ဆိုတော့အော်ဒီလိုပုံစံမျိုးနဲ့ပဲကျမတို့လက်ပတ်နေတာဖြစ်တယ် အာဘာကြောင့်လဲဆိုလို့ရှိရင်ကျမတို့အုံနောက်ကလည်းဒီလိုမျိုးလေးလက်ပတ်ဖို့အလုပ်လုပ်ဖို့အတွက်ဒီဇိုင်းဆွဲထားတာကြောင့်ဖြစ်တယ်ပေါ့နော်အုံနောက်မှာဆိုလို့ရှိရင်အမီဒလာလို့ခေါ်တဲ့အလမ်းစနစ်ရှိရဲ့အဲသူကဘာနဲ့တူလဲဆိုလို့ရှိရင်ကျမတို့ဒီအဆောက်အဦတွေထဲမှာမီးလောင်နေဆိုလို့ရှိရင်အချက်ပြပေးတဲ့ fire alarm system နဲ့တူတယ်ပေါ့နော်တကယ်လို့များမီးလောင်နေဆိုလို့ရှိရင်တော့ ဒါအလမ်းကနေပုံပွန်ပွန်ဆိုပြီးတော့မှအလမ်းကြီးတယ်ဆိုတော့လူတွေကတိပြီးတော့မှဒါကျမတို့အဆောက်အဦတွေကနေထွက်ပြေးတယ်လွတ်မြောက်ကြတယ်ပေါ့နော်အဲ့လိုမျိုးပဲဒါကျမတို့ရဲ့ဒီအုံနောက်မှာရှိတဲ့ဒီအမစ်တလာဆိုတဲ့အလမ်းလေးရလဲဒါအာကျမတို့ကိုအနေရတစ်ခုကြာရောက်လာပြီးလို့သူကနားလဲလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်ကျမတို့ကိုဒီ stress hormone တွေကိုခန္ဓာကိုယ်အနှံ့ကိုပို့ပြီးတော့မှအချက်ပြပေးရပေါ့နော်ဒါကိုကျမတို့က fight or flight mode လို့လဲခေါ်တယ် ဆိုတော့သူ့နာမည်အတိုင်းပဲအဲကျမတို့ကအန်နေရယ်ကိုရင်ဆိုင်တိုက်ခိုက်မှာလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင် ထွက်ပြေးမှာလားဆိုပြီးတော့မှကျမတို့လှုပ်ဆောင်နိုင်ဖို့အတွက်သူကအဲ stress hormone တွေပို့ပေးရပါတော့အဲတချို့ကြတော့လေအဲ့ stress hormone တွေကြောင့်မလို့ရုပ်တည်ရကြီးဘာလို့လို့ပါခိုင်းရမလဲမသိဘူး freeze ဖြစ်တယ်ဆိုတော့အခြေအနေမျိုးတွေလည်းဒါရင်ဆိုင်ရနိုင်ပါတယ်အဲ့အလမ်းလေးရဲ့เนาะငွေမူလရည်ရွယ်ချက်ကဆိုလို့ရှိရင်ဒါကျမတို့ကိုကာကွယ်ပေးဖို့ပဲဖြစ်တယ်ပေါ့เนาะဒါကြောင့်မလို့ကျမတို့ကအဲ အသက်ဘေးတွေကြုံလာရပြီဆိုလို့ရှိရင်ကျမတို့ဒီအပြေးတွေမြန်တယ်အလေးတွေမနိုင်နေဆိုတာမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအလမ်းလေးရလဲဒါသူပြန်ပြီးတော့မှပိတ်ပေးဖို့လိုအပ်တယ်ပေါ့သူကဘယ်အချိန်မှာပြန်ပြီးပိတ်ပေးမလဲဆိုလို့ရှိရင်ကျမတို့ဒါအနေရမရှိတော့ဘူးဒါမှမဟုတ်လို့ရှိရင်လည်းအဲ့ဒီအချိန်မျိုးကျမတို့ကခိုင်တွယ်နိုင်ပြီလို့သူကနားလည်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်အလမ်းလေးကဒါသူ့ဘာသူအော်တိုပိတ်သွားတယ်ပေါ့ဒါပေမဲ့တစ်ခါတလေကြာလို့ရှိရင်လည်းကျမတို့မှာ force alarm တွေဆိုတာကလည်းရှိတတ်သေးရေပေါ့နော် အခုလိုအခြေအနေမျိုးမှာဆိုလို့ရှိရင်ကျမတို့အနေနဲ့ဒါဆိုရှယ်မီဒီယာကြည့်ရဆိုလို့ရှိရင်ကျမတို့အာငလင်ဖြစ်ခဲ့တော့ကပုံရိပ်တူပြန်ပြီးတော့မြင်ရတယ်ကြားရတယ်ဒါကြောင့်မို့ကျမတို့ပြန်ပြီးတော့မှခံစားရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့ဒီကျမတို့မှာလည်းဒီ stress ကြီးကပြန်ပြီးတော့မှထွက်တယ်အဲကျမတို့အနေနဲ့ဒါ safety စီမှုတွေကြောက်စိတ်တွေဆိုတာဒါ အာများနေရသေးတယ်ဆိုတဲ့အခြေအနေဖြစ်တယ်ပေါ့နော်။ဒါလေးကိုပို့ပြီးတော့မှမြင်သာအောင်လို့ကျမကဒေါက်တာဒန်စီကဲရဲ့ဟမ်းမော်ရယ်လေးကိုတုံးပြီးတော့မှရှင်းပြပေးချင်ပါတယ်။ဒါကျမတို့လက်ပေါ့နော်။ဆိုတော့အဒါလေးကိုကျမတို့အုံနောက်အနေနဲ့ဒါမြင်ကြည့်လို့ရတယ်။အဒီနေရာလေးရဆိုလို့ရှင် brainstorm လို့ခေါ်ရဲပေါ့နော်အတူကကြတော့ဒါကျမတို့ကြောယူမနဲ့ဒါချိတ်ဆက်ပေးတဲ့အပိုင်းဖြစ်တယ်ပေါ့နောက်ပြီးတော့ဒါကျမတို့ဒီလက်ဖွာ area ပေါ့နော်ဒါကိုကျတော့ emotional brain လို့ခေါ်တယ်။သူကကျတော့ဒီစိတ်ခံစားချက်ကိုသူကအဓိကအလုပ်လုပ်ပြီးတယ်ပေါ့လေ။အဲအလဲမှာကျတော့လက်မလေးကိုဒီလိုမျိုးလေးထားလိုက်တယ်ဆိုလို့ရှိရင်ဒီနေရာလေးကအမီဒလာဖြစ်တယ်။သူကတော့ဒါဟိုအချက်ပြပြီးရေပေါ့နော်။အဲနောက်ပြီးတော့ကျမတို့လက်ကိုခောက်လိုက်တယ်ဆိုရင်ဒီနားမှာရှိရဲ့ဒီအပိုင်းကြီးကကျတော့ဒီကျမတို့ thinking brain လို့ခေါ်တယ်ပေါ့။သူကကျတော့ဒီအစဉ်းစားတွေးခေါ်မှုလုပ်ပြီးတယ်။ ပုံမှန်ဆိုကျွန်တော်တို့အုံနောက်လေးကဒီလိုပုံစံဖြစ်တယ်ကျွန်တော်တို့ဒီအပေါ်ဘက်အုံနောက်ရဲ့ဒီ emotional brain ရဲ့ကဒါချိတ်ဆက်နေရဲ့အာ balance ဖြစ်တယ်ပေါ့နော်သူတို့ကချိတ်ဆက်ပြီးအလုပ်လုပ်တယ်ဆိုတော့ကျမတို့အနေနဲ့အာယုံဆိုင်ဆရာရှိရာတွေကိုအာယုံဆိုင်နိုင်တယ်စဉ်းစားတွေးခေါ်မှုတွေကိုလုပ်နိုင်တယ်ပြီးတော့ကျမတို့မှာစိတ်ခံစားချက်တွေဖြစ်လာတယ်ဆိုရင်တော့မှပြန်ပြီးတော့မှကျမတို့ regulate ဖြစ်အောင်လုပ်နိုင်တယ် cope လုပ်နိုင်တယ်ဆိုရက်အခြေအနေပေါ့နော်ဒါကြောင့်ကျမတို့ကဒါကို regulation state လို့ခေါ်တယ်အဲအဲ့လိုမျိုးအခြေအနေမျိုးမှာကျမတို့က ီလိုမျိုး regulate ဖြစ်နေတယ်ဆိုလို့ရှင် လူကဒါနေရတာဒါအတိတ်ပဲရှိရလို့ခံစားရစီရေပေါ့နော်အတကယ်လို့များကျမတို့ကအန်ဒီရဲ့တစုံတရာရှိရလို့အုံနောက်ကနားလည်လိုက်တယ်ဆိုလို့ရှိရင်ဒီအလမ်းလေးရပွင့်သွားတယ်ကျမတို့ ဒီလိုအုံနောက်ကဒီလိုပုံစံဖြစ်သွားတယ်အဖုံးပွင့်သွားတယ်လို့လည်းကျမတို့ခေါ်တယ်ပေါ့နော်ဆိုတော့အလန်းမြည်ရဲဆိုလို့ရှိရင်ဒါကျမတို့ဒီ stress hormone တွေကိုခန္ဓာကိုယ်အနှံ့ပို့တယ်ဒါကြောင့်မလို့ကျမတို့ကဒီ stress hormone ကြောင့်မလို့ဒါနေရတာတက်တောင်းတက်တာမဖြစ်ဘူးဆိုတဲ့အခြေအနေရောက်သွားတယ်ပေါ့နော်ဆိုတော့အဲအဲ့လိုမျိုးဖြစ်နေရင်ကနေဒါ အနေရမရှိတော့ဘူးအဆင်ပြေသွားပြီဆိုလို့ရှိရင်ဒါအဖုံးကြီးအဖုံးကြီးပြန်ပိတ်သွားမယ်ပေါ့ဒီလိုလေးဖြစ်သွားမယ်အကျွန်မတို့ရဲ့နေ့စဉ်ဘဝမှာလည်းဒါ stress တွေဆိုတာရှိတာပဲလीเนาะဆိုတော့ကျွန်မတို့ကကိုယ့်စီမှာဖြစ်လာတဲ့ stress တိုင်းကိုဟိုကျွန်မတို့ဒါအာ regulate လုပ်ရင်းနဲ့ပဲဒါကျွန်မတို့ဒါဖြတ်တန်းနေတာဖြစ်တယ်ပေါ့နော်ဆိုတော့အခုငလင်တန်းကကြတော့ကျမတို့ဘလို့ဖြစ်လဲဆိုရင်ကြောက်စိတ်တွေစိုးရင်စိတ်တွေနဲ့ကျမတို့ကဒါအချိန်တော်တော်ကြာဒါနှိမ့်နေရတယ်ပေါ့ဆိုတော့ကျမတို့ဒီလိုမျိုး disregulate ဖြစ်နေတဲ့အချိန်ရများတယ် အဖုံးပွင့်နေတဲ့အခြေအခြေအနေကများတယ်ပေါ့နော်အာဒါကြောင့်မလို့ကျမတို့မှာဆိုလို့ရှင်အာစိုးရိမ်မှုတွေကြောက်စိတ်တွေကဒါပို့ပို့ပြီးတော့များလာတယ်ဆိုတာမျိုးဖြစ်တယ်ပေါ့ဆိုတော့ကျမတို့ဘာလုပ်ပြီးလို့ရမလဲကျမတို့အဖုံးလေးကိုပြန်ပြီးတော့ပိတ်ပေးဖို့လိုအပ်တယ်အဖုံးကိုပြန်ပြီးပိတ်ပေးဖို့တော့ဆိုလို့ရှင်အဲကျမတို့ကပထမဆုံးတစ်ချက်အနေနဲ့ကိုယ့်ရဲ့ခံစားချက်တို့ကျမတို့ဒါနာမည်သက်ပေးရမယ်ပေါ့နော် အာဆိုတော့တကယ်လို့များကျမကကြောက်စိတ်ဖြစ်လာတယ်စိုးရိမ်စိတ်ဖြစ်လာတယ်ဆိုရင်လို့ရှင်လေအော်ငါကြောက်နေရပဲငါစိုးရိမ်နေရပဲဒီလိုမျိုးလေးဒါကျမတို့ခံစားချက်ကိုနှမဲ့တက်ပေးခြင်းအဖြစ်ဒါကျမတို့ thinking brain ကိုပြန်ပြီးတော့မှ active ဖြစ်စေရပေါ့နော်ဆိုတော့ပြန်ပြီးတော့မှဒါအလုပ်လုပ်စေရအဲကျမတို့ပြန်ပြီးတော့ချိတ်ဆက်စေရပေါ့နော်ဆိုတော့ပထမတစ်ချက်အနေနဲ့ကိုယ့်ရဲ့ခံစားချက်ကိုနှမဲ့တက်ပေးပါနောက်တစ်ဆင့်အနေနဲ့ဆိုလို့ရှင်ကျမတို့မှာ ကိုကိုကိုအားမလို့အားမရဖြစ်တာအပြစ်တင်တာဖြစ်တတ်တယ်။ငါကဘာလို့ဒီလိုခံစားနေရတာလဲ။အပြစ်မှာကြောက်စရာမဟုတ်ကြောက်စရာမဟုတ်ပဲနဲ့ငလင်ကမလုတော့ပဲနဲ့ငါကဘာလို့ဒီလိုမျိုးတွေခံစားနေရတာလဲဆိုပြီးကိုကိုကိုကျမတို့အပြစ်တင်တတ်တယ်ပေါ့နော်။ဆိုတော့ကျမပြောချင်တာကတော့ဒီလိုမျိုးကြောက်နေစိုးနေစိုးရိမ်နေတဲ့ကိုကိုကိုကျမတို့ဒါတနာကိနာစိတ်လေးနဲ့ compassionate လေးထားပေးပါပေါ့နော်။စိတ်ကြံနာလေးဆက်ဆံပေးပါ။နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်ကျမတို့ကဒီကိုယ့်ရဲ့အုံနောက်ကိုကျမတို့ဒါပြန်ပြီးတော့ message ပို့လို့ရတယ်။ ငါအခုချိန်မှာငါလုံချုံနေတယ်ငါဆစ်ဖြစ်တယ်ဆိုတာမျိုးလေးကျမတို့အုံနောက်ကိုပြောပြောပေးဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပြောပြလိုက်တယ်ဆိုလို့ရှိရင်အုံနောက်ကနေပြီးတော့မှသူအလုံချုံနေဆိုတဲ့စိတ်ကိုသူကပြန်ပြန်ပြီးတော့ခံစားရပြီးတော့မှဒါအဖုံးလေးရလဲဒါပိတ်သွားနိုင်တယ်ပေါ့နော်နောက်နောက်တစ်ချက်အနေနဲ့ဆိုကျမတို့ဘာလုပ်ပေးလို့ရမလဲပေါ့နော်ကျမတို့ဒါအသက်ရှူလေ့ကျင့်ခန်းလုပ်ပေးလို့ရတယ်အဲကျမတို့ကအသက်ကိုရှူလိုက်တယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ရဲ့ဒါအောက်ဆီဂျင်ပြည့်ပြည့်ဝဝရရသွားတာဖြစ်တဲ့အတွက်ကြောင့်မို့အဲကျမတို့ဒီ အလမ်းလေးကိုဒါပိတ်စီရဲကျွန်တော်စိတ်ကိုညှိစီရဲပေါ့နော်ဆိုတော့ဒါကျွန်တော်တို့အသက်ကိုပြပြဝဝရှူတွင်းတာရှူထုတ်တာလေးကိုလည်းကျွန်တော်တို့စိတ်ရှိရှိလေးနဲ့ဒါအာဒီဇိုင်းမမတ်လေးနေ့စဉ်နေ့တိုင်းဒါလုပ်ပေးဖို့လိုပါတယ်တတိယတစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့အဲကျွန်တော်တို့ကဒီအခနာကိုလှုပ်လှုပ်ရှားရှားနေပေးဖို့လိုအပ်တယ်ပေါ့နော်ဟိုဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဒီစိတ်ရဲ့ နာကျင်မှုတွေဆိုလို့ရှိရင်ကျမတို့ခန္ဓာကိုယ်မှာတိမ်းထားတတ်ကြတယ် body memory လည်းရှိရပေါ့เนาะဆိုတော့ကျမတို့လှုပ်လှုပ်ရှားရှားနေရဆိုလို့ရှိရင်ချွေးတွေထွက်တယ်အဲအဲ့လိုမျိုးနေပေးခြင်းအဖြစ်ကျမတို့မှာဒီ endorphin လို့ခေါ်တဲ့အဟော်မုန်းလည်းထွက်တယ်ပေါ့ဆိုတော့အဲ့ဒီဟော်မုန်းကကျမတို့ကိုအဲနာကျင်မှုတက်တာစီတလိုမျိုး ပြီးတော့စိတ်ကိုလည်းဒါခံစားချက်ကောင်းစီရယ်ပေါ့နော်ဆိုတော့လှလှရှရှနေပေးရမယ်ကျမတို့ဒါလမ်းလျှောက်လို့ရတယ်အဲအင်တန်ရှေးတွေလှုပ်လို့ရတယ်ပေါ့လေအဲခန္ဓာကိုယ်လေ့ကျင့်ခန်းတစ်ခုခု physical exercise တစ်ခုခုလုပ်လို့ရတယ်ပေါ့နော်ဆိုတော့ဒါလေးကလည်းအရေးကြီးပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ဒါကျမတို့ကိုယ်ကနာပါတဲ့အရာလေးတွေလှုပ်တာပေါ့နော်ဆိုတော့တချို့ကလည်းဒါအဲဟင်းချက်တာရှိမယ်စာအုပ်ဖတ်တာတခြင်းနားထောင်တာရုပ်ရှင်ကြည့်တာအမျိုးမျိုးပေါ့နော်ဆိုတော့ဒါလေးတွေလုပ်ပေးခြင်းအဖြစ်လဲကျမတို့မှာဒီ happy hormone တွေထွက်တယ်ပေါ့နော်ဆိုတော့ happy hormone နဲ့ဒါကျမတို့ stress hormone တွေကိုပြန်ပြီးတော့မှဒါ short ချလို့ရတယ်တိုက်ဖြတ်လို့ရတယ်ပေါ့နော်နောက်ဆုံးတစ်ချက်ကကျမတို့ gratitude ပေါ့နော်ကျေးဇူးတင်သက်တဲ့စိတ်လေးထားကြည့်လို့ရတယ်ဆိုတော့ဒါလေးကကျမတို့ positive thinking နဲ့ဆက်ဆက်နေရပေါ့လေအဲကျမတို့မှာစိုးရိမ်မှုတွေပူပန်မှုတွေများလာမှန်းတယ်ဒါပေမဲ့လည်းအခုချိန်ထိကျမတို့ဒါလုံခြုံနေသေးတယ်ကိုချစ်တဲ့သူတွေဘေးမှာရှိသေးတယ်ကိုလှုပ်ချင်တာကိုလှုပ်လို့ရသေးတယ်ဆိုတော့စိတ်လေးနဲ့ကျမတို့ဒါအာ တွေးကြည့်လို့ရတယ်မြင်ပြလို့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလုပ်ပေးခြင်းအဖြစ်ဒါကျမတို့ကိုယ့်ရဲ့စိတ်လုံခြုံမှုကိုပြန်ပြီးတော့မှ access ရမယ်ပြန်ပြီးတော့မှဒါချိတ်ဆက်ပြီးတော့ခံစားနိုင်မှဖြစ်တယ်ပေါ့လေဒီလိုမျိုးပေါ့နော်ကိုယ့်အတွက် ကိုယ့်ရဲ့စိတ်လုံခြုံမှုနဲ့ကျမတို့ပြန်ပြီးတော့မှချိတ်ဆက်နိုင်ပြီဆိုလို့ရှိရင်ကျမတို့ရဲ့ဒီမိသားစုဝင်တွေပြီးတော့ကျမတို့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေရဲ့စိတ်လုံခြုံမှုအတွက်လည်းကျမတို့အများကြီးဒါအထောက်ပံ့ပေးနိုင်မယ်ကျမတို့ရဲ့စိတ်လုံခြုံမှုရပ်ဝန်းလေးကိုပို့ပို့ပြီးတော့ကျမတို့ချဲ့တွင်နိုင်မှာဖြစ်တယ်ပေါ့နော်ဆိုတော့ကလေးတွေဆိုလို့ရှိရင်လည်းတော့အခုချိန်မှာဆိုသူတို့အရန်ကြောက်တယ်ပေါ့နော်အเจ้าကလည်းပြန်ဖွင့်တော့မယ်အငလင်းကလည်းလုံနေတော့မယ်ဆိုတော့ ကျောင်းမှာတခုခုဖြစ်ခဲ့ရင်ဘယ်လိုလုပ်မှာလဲဆိုရဲကြောက်စိတ်တွေစိုးရိမ်စိတ်တွေရှိတယ်။ဒါတွေကိုသူတို့မိဘတွေကိုပြန်ပြီးပြောတဲ့အချိန်မှာဆိုလို့ရှင်လဲမိဘတွေကနော်စိုးရိမ်ပူပန်မှုတွေတော့ကရရောက်ကြတယ်။တချို့မိဘဆိုလို့ရှင်ကိုယ့်ရဲ့သားသမီးတွေကိုကိုယ့်မျက်စိရှိအောက်ကနေဒါအပြောင်းမခံနိုင်ဘူးဆုံးရှုံးရမှာကြောက်တယ်ဆိုရဲအစိတ်တွေလွှမ်းမိုးနေရပေါ့နော်။ဒါကြောင့်မလို့ကျမတို့ကလည်းဒီကလေးတွေကြောက်စိတ်တွေများနေရဆိုလို့ရှင်သူတို့ကိုဒီအပြောပြလို့ရရပေါ့နော်။အဖေဖေမေမေတို့အခုချိန်မှာလုံခြုံနေတယ် အအသက်ရှူလေ့ကျင့်ခန်းလေးရအတူတူလုပ်ကြမယ်အတူတူစော့ကြမယ်ပေါ့နော်ဒီလိုမျိုးလေးနဲ့ဒါကျမတို့လုပ်ပြလို့ရပါတယ်နောက်ပြီးတော့ဒါကျမတို့တက်ကြီးရွယ် ori ဆိုလည်းအတူတူပဲပေါ့လေအဲတချို့ဆိုလို့ရှိရင်အိမ်ပေါ်ထပ်ကိုမတက်ရဲတော့ဘူးတချို့ကြတော့လည်းနော်အိမ်ထဲမှာပြန်ပြီးတော့မှမအိပ်ရဲသေးဘူးဆိုတဲ့သူတွေလည်းရှိရဲပေါ့နော်အဲဒါကြောင့်မလို့ကျမတို့အနေနဲ့လူကြီးတွေကိုလည်းကြောက်စိတ်ဝင်နေရဲဆိုလို့ရှိရင်ဒါ အမှန်နဲ့သူကြောက်စရာအဖြစ်ရဲ့ဆိုကြီးကိုဒါကြုံတွေ့ခဲ့ရတော့ဒါကြောက်နေမှာပဲဆိုပြီးတော့ကျမတို့လက်ခံပေးမယ်ပြီးသွားလို့ရှိရင်ဒါအခုချိန်မှာတော့ဒါ safe ဖြစ်ပါတယ်ဆိုပြီးတော့မှသူတို့ရဲ့အုံနောက်ကိုလည်းဒါကျမတို့ safe message ရေးပို့နိုင်အောင်လို့ကူညီပေးလို့ရတယ်ပေါ့နော်အဲဒီလိုမျိုးကျမတို့เนาะတယောက်ကိုတယောက်ဖိဖိမမနဲ့နွေနွေထွေးထွေးဆက်ဆံပေးမယ်အဲကျမတို့ဒီ safe message တွေပို့ကြမယ်အချင်းချင်းဒါတတိပေးကြမယ်ဆိုလို့ရှိရင်เนาะဒါကျမတို့အနေနဲ့ကိုယ့်ရဲ့စိတ်လုံခြုံမှုတွေအများကြီးပြန်ရလာမှာဖြစ်တယ်ပေါ့เนาะ အဲဆိုတော့ကျမရဲ့မျှဝေမှုလေးကတော့ဒီလောက်ပါပဲရှင်။ဒီကနေမှတစင်အခုညီအထောက်ပံ့တစုံတရာရသွားဖို့လဲမျှော်လင့်ပါတယ်။နားထောင်ပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။အားလုံးပဲပေါ့နော်ကိုယ့်ရဲ့စိတ်လုံခြုံမှုလေးနဲ့ပြန်ပြီးတော့မှချိတ်ဆက်ခံစားနိုင်ပါစေလို့ကျမကဆန္ဒပြုပြီးတော့မှဆုတောင်းပေးလိုက်ပါတယ်။